Writing Lessons Part 90စာရင်းသင်ခန်းစာများအပိုင်း19 Never Forger Number 7 Part Propositional Phrases Using It Which Their Meanings Are မြန်မာမြန်မာလိုအဓိပ္ပာယ်ဖော်ပြထားတဲ့ H ကိုအသုံးပြုထားတဲ့ propositional phrase ၅ခုပဲဖြစ်ပါတယ် ဒီသင်ခန်းစာမှာ ATF ကိုဘယ်လိုအသုံးပြုမလဲကြည့်အောင်ဒီဘက်ကတော့ H prepositional phrase H ကိုအသုံးပြုထားတဲ့ prepositional phrase ပဲဖြစ်ပါတယ်ဒီဘက်က meaning in မြန်မာမြန်မာလိုအတိပဲပဲဖြစ်ပါတယ်ဘတ်စကာမှတ်တိုင်မှာဘတ်စကာနဲ့မှတ်တိုင်ဘတ်စကာဘတ်စကာပါနော် မှတ်တိုင်ဟာ stop ပေါ့ဟုတ်ပြီဘတ်ကောင်မှတ်တိုင်မှာဒါဆိုရင်ဘတ်ကောင်မှတ်တိုင်ကိုတပိုင်းယူလိုက်ပါမယ်မှားကိုတပိုင်းယူလိုက်ပါမယ်နှစ်ပိုင်းခွဲပြီးစဉ်းစားကြည့်အောင်မြန်မာမှာမှားကဒုတိယပိုင်းမှာရှိပါတယ်ဒါဆိုရင်အင်္ဂလိပ်ကိုကြည့်အောင်အင်္ဂလိပ်မှာမှားလို့အဓိပ္ပာယ်ရတာက ATF ပဲဖြစ်ပါတယ် h ကမှာပါမြန်မာမှာကဒုတိယပိုင်းမှာ ရေးပါတယ်သို့တော့အင်္ဂလိပ်လို ရေးတဲ့အခါကျတော့ ath ကပထမဆုံးပိုင်းမှာရေးရပါတယ်ဒါဆိုရင် proposition h ကိုအသုံးပြုပြီးဆိုရင်မြန်မာနဲ့အင်္ဂလိပ်နဲ့ခြေနောက်ပြောင်းပြန်လွဲနေတယ်ဆိုတာကို သတိရစေချင်ပါတယ်ဘတ်ကမှတ်တိုင်က Bastor. Tar Bastor. Baska Mataima. ဒါဆိုရင်ဘတ်စကားမှတ်တိုင်မှာ h star bus stop ဘတ်စကားမှတ်တိုင်မှာနောက်တစ်ခုကကျောင်းမှာမှားက ATH ဖြစ်ပါတယ်ကျောင်းက school ပဲဖြစ်ပါတ ဒီမှာလဲအတူတူပါပဲအင်္ဂလိပ်နဲ့မြန်မာနဲ့ဟာရှင်းတဲ့နောက်ပြောင်းပြန်အနေထားဖြစ်ပါတယ်မှာဒုတိယပိုင်းမှာ h ပထမပိုင်းမှာကြောင်းပထမပိုင်းမှာမြန်မာလိုပထမပိုင်းမှာအင်္ဂလိပ်လိုရေးတော့ school ဒုတိယပိုင်းမှာဖြစ်ပါတယ်နောက်တစ်ခုကတကားမှာမှာက h တကားကတတ်တော်တကားမှာဆိုတော့ it the door ငါးနိုင်မှာမှာက it ငါးနိုင် far or club ငါးနိုင်ပါနောက်တစ်ခုကလေးစိတ်မှာမှာက it လေးစိတ်က the air fort လေးစိတ်ပါ ဒါဆိုရင် proposition 88ကိုအသုံးပြုမယ်ဆိုရင်ဘယ်အတိထားရမလဲဆိုတော့မြန်မာလိုပေးထားသော phrase မြန်မာလိုစကားစုကိုနှစ်ပိုင်းခွဲကြည့်လိုက်ပါနှစ်ပိုင်းခွဲကြည့်လိုက်ပြီးရင်မြန်မာလိုဝိပတ်ကိုတတ်တတ်စဉ်းစားပါ ပြီးတော့အင်္ဂလိပ်စကားလုံးတို့မှုစကားလုံးတွဲကိုတည်တံ့စဉ်းစားပါ နောက်ပြီးတော့ဘာသဘောပေါက်အောင်မလဲဆိုတော့မြန်မာနဲ့အင်္ဂလိပ်နဲ့ပြောင်းပြန်နေတာ ဖြစ်တယ်ဆိုတာသတိထားပါမယ်မြန်မာလိုဝိပက္ခူကဒုတိယပိုင်းမှာရေးပါတယ်အင်္ဂလိပ်လိုကြတော့ဝိပက္ခူကြတော့ပထမပိုင်းမှာရေးပါတယ်ဒါကိုသတိထားပါဒီချက်ကအရေးကြီးပါတယ်ဒါဆိုရင် H8 ရဲ့အဓိပ္ပာယ်ကမှားလို့ဒီထက်မှာ ဖော်ပြထားတာဖြစ်ပါတယ် အမှားတော့အဲ့ဒီအိဗေထက်အများကြီးကျေပြတ်ပါတယ်တခါတခါကျတော့နှိုက်လို့ဘာသာပြန်တာလည်းရှိပါတယ်တခါတခါကျတော့တွင်လို့ဘာသာပြန်လို့ရတာဟာလည်းရှိပါတယ်ဟုတ်ပါပြီ ATR ကဘယ်လိုအိဗေမျိုးမှာတုံးတာပါလဲဒါလေးကိုလည်းလည်းရှင်းပြ ခြင်းပါတယ် ATR ကသူကဘယ်လိုအနေထားမျိုးမှာတုံးလဲဆိုတော့ နေရာအတိကျတိတိကျကျမပြောနိုင်သေးပဲနေနေရာတစ်ခုရဲ့ဝင်းကျင် အနီးနားဝင်းကျင်နားမှာရှိတယ်ဆိုရင် ATR ကိုသုံးပါတယ် It's the best or ဆိုရင်တော့ဘတ်ကာမှတ်တိုင်မှာလို့ပြောရင်ဘတ်ကာမှတ်တိုင်ရဲ့ရှင်းနာလေးဒါမှမဟုတ်ဘတ်ကာမှတ်တိုင်မှာပဲဖြစ်ဖြစ်နောက်နားမှာပဲဖြစ်ဖြစ်ဘေးနားမှာပဲဖြစ်ဖြစ်အစရှိတိဖြစ်ပေါ့နော် ဘတ်ကာမှတ်တမ်းရဲ့ဝင်းကျင်မှာရှိတည်တယ်ဆိုရင် ATM နဲ့သုံးလို့ရပါတယ် excuse ဆိုရလဲကြောင်းမှာပေါ့ကြောင်းမှာဆိုရင်ကြောင်းရဲ့အထဲမှာလည်းရှိရင်ရှိမယ်သုံးမဟုတ်ကြောင်းရဲ့ဘေးနားမှာလည်းရှိရင်ရှိမယ်ပေါ့အဲ့လိုကြောင်းရဲ့ဝင်းကျင်နားမှာရှိတယ်ဆိုရင် ATM နဲ့သုံးလို့ရပါတယ် now it's the door သူကကြတော့ဘလို့ဖြစ်ဖို့များလဲဆိုရင် တကားနားမှာလို့ ကိုကတကားနာမှာယက်နေတယ်ဆိုရင် itch the door ဒီလိုပြောလို့ရပါတယ်။သူကအနီးနားဝင်းကျင်မှာလဲ itch နဲ့သုံးပါတယ်နော်။နောက်တစ်ခုက나ยีရဲ့အခြေက itch နဲ့သုံးရပါတယ်။ itch far ocular ဒီလို ocular တွေနဲ့သုံးမယ်ဆိုရင် itch ကိုသုံးပါ။ဒါဆိုရင်နည်းနည်းအနှက်ပြန်ရှုပ်ကြည့်အောင်။ pastor လိုနေရာမျိုးတွေအဆောက်အုံတွေ နောက်ပြီးတော့အိမ်တစ်လုံးသုံးဖို့အဆောင်တစ်လုံးရဲ့အစိပ်ပိုင်းဒီနောက်ပြီးနာယီဒီဒီဟာတွေမှာ ATM နဲ့အသုံးပြုလို့ရပါတယ်အရေးအကြီးဆုံးကတော့မြန်မာလိုရေးရတဲ့စာရေးသားချင်းပုံစံနဲ့အင်္ဂလိပ်လိုရေးရတဲ့စာရေးသားချင်းပုံစံမှာ ATM ကရှိနေတော့ပြောင်းပြန်ကွာခြားမှုရှိတယ်ဆိုတာတတိရဖို့ရည်ကြီးပါတယ် ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်